ပနားမတူးမြောင်းဟာကမ္ဘာ့ကုန်သွယ်ရေးရဲ့ဗဟုချက်နဲ့နိုင်ငံရေးကစားကွင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီတူးမြောင်းဟာအမေရိကန်နဲ့တရုတ်တို့ကြားပြိုင်ဆိုင်မှုရဲ့အဓိကအချက်အခြာနေရာတစ်ခုဖြစ်လာပါတယ်။အမေရိကန်စစ်တပ်ရဲ့တောင်ပိုင်းကုတ်ကဲမှုဌာနဟာပနားမနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကနေစစ်ရေးဝင်ရောက်ဆက်ဖက်ခြမ်းအထိစ조사နေပါတယ်။ပင်တဂွန်ရာရှိတွေကပြောတာကတော့အမေရိကန်ဟာဒီမဟာဗျူဟာမြောက်အရေးပါတဲ့ဖြတ်သန်းရနေရကိုပြန်လည်ထိန်းချုပ်ဖို့စီစဉ်နေတာဟာဒေတာရင်းရဲ့ဟန်ချက်ညီမှုကိုလှုပ်ခတ်သွားနေတယ်လို့ဆိုပါတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာဒီစစ်ပွဲမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါဗျ။ဒါဆိုအမေရိကန်ရဲ့ပနားမားမှာလှုပ်ဆောင်ချက်အသစ်တွေကဘာကိုဆိုလိုတာလဲ။တရုတ်ရဲ့ data ရင်းပေါ်ဩသာလွှမ်းမိုးမှုကဘယ်လိုပုံစံဖြစ်နေပြီလဲ။ဒီပြိုင်ဆိုင်မှုကကမ္ဘာပုံသွဲရေးရဲ့အနာဂတ်ကိုဘယ်လိုတက်ရောက်မှုရှိမှာလဲ။အင်ဖြူရောရဲ့တောင်းဆိုချက်အရပင်ဒဂွန်ဟာမဟာဗျူဟာမြောက်အရေးပါတဲ့ပနားမားတူးမြောင်းကိုအမေရိကန်ရဲ့ဆက်လက်ဝင်ရောက်အသုံးပြုနိုင်ရေးအတွက်စစ်ရေးရွေးချယ်စရာတွေကိုလေ့လာနေတယ်လို့သိရပါတယ်။ အမေရိကန်ရာရှိတဦးရဲ့အဆိုအရဒေါ်နယ်ထရန့်အဆိုအရအသစ်ရဲ့အမျိုးသားလုံခြုံရေးလမ်းညွှန်ချက်တွေကိုဖော်ပြထားတဲ့စာတမ်းတစ်စောင်ဟာပနမာတူးမြောင်းကိုဝင်ရောက်အသုံးပြုနိုင်ရေးအတွက်စစ်ရေးရွေးချယ်စရာတွေကိုစဉ်းစားဖို့အမေရိကန်တပ်ဖွဲ့တွေကိုတိုက်တွန်းထားပါတယ်ပနမာအစိုးရကတော့ဒီဆိုးရွားတဲ့စွပ်စဲချက်တွေကိုတုံ့ပြန်ပြီးသူတို့ရဲ့အချုပ်ချာအာဏာကိုကာဝယ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမဟာဗျူဟာမြောက်တူးမြောင်းကိုပြန်လည်ရယူဖို့ ကြီးရထားတဲ့ရွေးချယ်စရာတွေကိုစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးပနားမားနိုင်ငံသားရေးဝန်ကြီးဟာဗီယာမာတီနက်စ်အချာကသတင်းတောက်တွေကိုပြောကြားခဲ့တာကတော့ဒီဂျင်ညာချက်တွေနဲ့ပတ်သက်ပြီးပနားမားဟာသူ့ရဲ့နယ်မြေတူးမြောင်းတဲ့အချုပ်ချာအာဏာကိုကာဝယ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာက လွဲပြီးကျွန်တော်ပြောစရာဘာမှမရှိပါဘူးတူးမြောင်းဟာပနားမားနိုင်ငံသားတွေပိုင်တာဖြစ်ပြီးအဲ့ဒီအတိုင်းပဲဆက်ရှိနေမှာဖြစ်ပါတယ် American စစ်တပ်ရဲ့တောင်ပိုင်းကုတ်ကဲမှုဌာနဟာပနားမားစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းကနေ တူးမြောင်းကိုအင်အားသိမ့်ပိုက်ခြင်းအထိရွေးချယ်စရာတွေကိုစဉ်းစားနေပါတယ်။ဒါပေမဲ့အရာရှိတွေကပြောတာကတော့အခုအချိန်မှာအမေရိကန်ဟာပနားမားကိုဝင်ရောက်တိုက်ခိုက်ဖို့အလားအလာနေပါတယ်။ဒါပေမဲ့ပင်တဂွန်ဟာတရားမျှတပြီးကန့်သတ်မှုမရှိတဲ့ဝင်ရောက်အုံပြနိုင်ရေးအတွက်ယုံကြည်စိတ်ချရတဲ့စစ်ရေးရွေးချယ်စရာတွေကိုတင်ပြဖို့တောင်းဆိုထားခံထားရပါတယ်။ပနားမားတူးမြောင်းဟာကမ္ဘာကြီးတောင်ကုန်သရေးအတွက်အရေးပါတဲ့အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီးအတလန်တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပြီးကား ကိတ်ဖုံးကိုကွေ့ပတ်သွားရတဲ့ရှေလျားပြီးကုန်ကျစရိတ်များတဲ့ခရီးရှည်ကြီးကိုရှောင်ရှားပေးပါတယ်။ကမ္ဘာကြီးတောင်ကုန်သရေးရဲ့900ခိုင်နှုန်းကနေ600ခိုင်နှုန်းလောက်ဟာဒီလမ်းကြောင်းကိုအသုံးပြုပြီးကုန်ပစ္စည်းတွေ၊ကုန်ကျန်းတွေ၊ဂျီနန်တက်ငွေတွေ၊တပ်ထုတွေ၊စပားတွေ၊စားလာတွေကိုတည်ယူပို့ဆောင်ရမှာအထောက်အကူပြုပါတယ်။အထူးသဖြင့် American အတွက်အရေးပါပါတယ်။ American ဟာဒီတူးမြောင်းကို1904ခုနှစ်ကနေ1914ခုနှစ်အတွင်းတည်ဆောက်ခဲ့ပြီး20ရာစုတစ်ခုလုံးစီမံခန့်ခွဲခဲ့ပါတယ်။ 1999ခုနှစ်မှာတော့ပနားမားကိုလွှဲပြောင်းပေးခဲ့ပါတယ်1989ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ Taurus Jobs Carter စာချုပ်တွေအရလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်လွှဲပြောင်းပြီးနောက်ပိုင်းမှာဒီတူးမြောင်းကို ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့ကစီမံခန့်ခွဲပါတယ်ဒီအဖွဲ့ဟာပနားမားအစိုးရကနေတီးခြားရက်တည်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ဖြစ်ပါတယ် ဒါပေမဲ့ American ဟာဒီတူးမြောင်းကို Latin America မှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စီးပွားရေးလုံခြုံရေးအတွက်အဓိကအရေးပါတဲ့အရာဖြစ်ဆက်လက်မြင်နေပါတယ်။ဒီတူးမြောင်းဟာ American ရဲ့တင်ပို့ကုန်နဲ့သွင်းကုန်တွေအတွက်မဟာပြူဟာမြောက်လမ်းကြောင်းတစ်ခုဖြစ်ပြီးအရှေ့ကမ်းရိုးတန်းနဲ့အာရှအနောက်ကမ်းရိုးတန်းနဲ့ဥရောပပြီးတော့ American နဲ့အရှေ့အနောက်ကမ်းရိုးတန်းတွေကိုဆက်သွယ်ပေးပါတယ်။တူးမြောင်းကိုအသုံးပြုပြီးတဲယူပို့ဆောင်တဲ့ကုန်ပစ္စည်းတွေရဲ့80ရာခိုင်နှုန်းကျော်80ရာခိုင်နှုန်းကျော်ဟာအမေရိကန်စိတ်ကမ်းတွေကနေဖြတ်သန်းသွားလာတာဖြစ်ပြီး ဝါရှင်တန်ဟာအဓိကအသုံးပြုသူဖြစ်ပါတယ်။ပနမာဒူမြောင်ဟာအမေရိကန်ရဲ့ရေတပ်ဗျူဟာအတွက်လည်းအရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီးအမေရိကန်ရေတပ်ကိုအတလန်တိတ်နဲ့ပစိဖိတ်ကြားလင်းမြန်သာရွေ့ရှားနိုင်အောင်ကူညီပေးပါတယ်။ဒီဒူမြောင်ပေါ်မိခုံမှုဟာဒီဒူမြောင်ရဲ့ထိန်းချုပ်မှုနဲ့စီမံခန့်ခွဲမှုကိုပုံမိုတည်ထားစောင့်ကြည့်မှုတွေနဲ့အတူရှိနေပါတယ်။ Doris Jones Carter စာချုပ်တွေမှာ ဖော်ပြထားတဲ့မူတွေနဲ့အညီအမေရိကန်ရဲ့ကုန်သွယ်ရေးလွတ်လပ်စွာရွေ့ရှားနိုင်ရင်းနဲ့ တူးမြောင်းလုပ်ငန်းတွေကိုနှောက်ယှက်နိုင်တဲ့နိုင်ငံခြားဩဇာလွှမ်းမိုးမှုတွေကိုတားဆီးဖို့မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကိုထည့်သွင်းစဉ်းစားပါတယ်။အမေရိကန်ဟာဒီတူးမြောင်းတဲ့လုံခြုံရေးနဲ့ဗတ်မလိုက်မှုကိုဆက်လက်ထိန်းသိမ်းဖို့အခမ်းအနားတစ်ခုကိုဆက်လက်ထမ်းဆောင်နေပါတယ်။ဒီတတိထားဆောင်ကြည့်မှုဟာပင်လယ်ကြောင်းလမ်းတွေကိုကာကွယ်ရေးထက်ပိုပြီးနိုင်ငံခြားစီးပွားရေးနဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုတွေကိုစောင့်ကြည့်တာပါပါတယ်။2024ခုနှစ်ဒီဇင်ဘာလအစောကနေ2025ခုနှစ်ဇန်နဝါရီလအစောပိုင်းအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပနမာတူးမြောင်းကိုပြန်လည်ထိန်းချုပ်ဖို့ရည်ရွယ်ချက်ကိုအကြိမ်ကြိမ်ကြေညာခဲ့ပြီးအကြောင်းပြချက်အမျိုးမျိုးကိုဖော်ပြခဲ့ပါတယ်။ဒါဆိုဒီကြေညာချက်တွေကိုဘယ်လိုနားလည်သင့်တယ်လဲ။ဒီကြေညာချက်တွေရဲ့တက်ရောက်မှုကဘာတွေဖြစ်မလဲ။ပထမဆုံးအနေနဲ့သူဟာအမေရိကန်သင်္ဘောတွေတူးမြောင်းကိုအသုံးပြုရမှာကောက်ခံတဲ့အလွန်မင်းမြင်မာတဲ့ဂျေးတွေကိုထောက်ပြပြီးအမေရိကန်ရဲ့စီးပွားရေးအကျိုးစီးပွားကိုမတရားတက်ရောက်မှုရှိတယ်လို့ဆိုပါရယ်။ Pacific Patchen က ဘာဘူအာစိတ်ကန်းနဲ့အတလန်တစ်ဘက်ခြမ်းကခရစ်စတိုဘာစိတ်ကန်းတို့ကိုလောက်ကိုင်းတဲ့ဟောင်ကောင်ခြေဆိုင် CK Hutchinson Holdings ကိုထောက်ပြပြီးတရုတ်ရဲ့ဒူလာရဲ့အော်ဒါလွှမ်းမိုးမှုကိုတတိပေးခဲ့ပါတယ်။ဒီစိတ်ကန်းတစ်ခုဟာတူးမြောင်ရဲ့အစွန်းနှစ်ဖက်မှာတည်ရှိပါတယ်။ဇန်နဝါရီလ20ရက်နေ့ကသူ့ရဲ့ကျန်းသက်စာကျင်းစုပွဲမှာသူဟာဒီတူးမြောင်ကိုလွှဲပြောင်းပေးလိုက်တာဟာမဟာဗျူဟာမြောက်အမှားတစ်ခုဖြစ်တယ်လို့ထက်လောင်းဆွဆွဲပြီးအမေရိကန်ဟာသူ့ရဲ့စီးပွားရေးနဲ့စည်ရင်းအင်အားအတွက် အရေးပါတဲ့အခြေခံအဆောက်အအုံတစ်ခုကိုထိန်းချုပ်ခွင့်ကိုဘယ်တော့မှမစွန့်လွတ်တင်ဘူးလို့ဆိုပါတယ်။ပနားမသမ္မတဟိုဆေးရာဦးမိုလီနိုကတော့ဒီဂျင်နာချက်တွေကိုချက်ချင်းတုံ့ပြန်ပြီးပနားမရဲ့တူမြောင်ပေါ်အချုပ်ချာအာဏာကိုပြန်လည်အတည်ပြုခဲ့ပါတယ်။ပြီးတော့သင်းမောအားလုံးအတွက်တရားမျှတတဲ့ဝင်ရောက်အသုံးပြုခွင့်ကိုထိန်းသိမ်းဖို့ကတိပြုခဲ့ပါတယ်။သူဟာကုလသမဂ္ဂကိုလည်းဥတီပြီးအမေရိကန်သမ္မတရဲ့စိတ်အနှောက်အယှက်ဖြစ်စရာနဲ့အခြေအမြစ်မရှိတဲ့ဂျင်နာချက်တွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေကိုဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေတွေဟာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူးစ်ဘီရိုရဲ့ပနားမားစီးတီးကိုတွားရောက်လေပတ်ပြီးနောက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။တရားဝင်ကြေညာချက်တစ်ခုမှာသူဟာပနားမားရဲ့ပွင့်လင်းမြင်သာမှုနဲ့တူးမြောင်းပေါ်ချုပ်ချာအာဏာကိုထိမ့်သိမ်းဖို့လှုံ့ဆော်ချက်တွေကိုချီးကျူးခဲ့ပါတယ်။ဒီတူးမြောင်းဟာအမေရိကန်ရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းနဲ့ရင်းနှီးမြှုပ်နှံမှုဗဟိုချက်ဖြစ်နေသေးပါ။အမေရိကန်အော်သာလွှမ်းမိုးမှုကိုပြသခြင်းနဲ့အနေနဲ့လှုပ်ဆောင်တဲ့ဒီခရီးစဉ်ကိုအရေးပါတဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေကလိုက်ပါခဲ့ပြီး ဒီဆုံးဖြတ်ချက်တွေဟာဝါရှင်တန်အတွက်အကျိုးရှိနေခဲ့ပါတယ်။ပထမဆုံးအနေနဲ့ပနမဟာတရုတ်ရဲ့ Bed and Road Initiative BRI မှာပါဝင်မှုကိုဆက်လက်သဘောတူညီမှာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။၂018ခုနှစ်မှာပါဝင်ခဲ့တဲ့ဒီစီမံကိန်းကနေနှုတ်ထွက်တာဟာပေကျင်းနဲ့ရှင်းရှင်းလင်းလင်းဝေးကွာသွားတာကိုပြသပြီး American ကိုအချက်ပြတဲ့သဘောဖြစ်ပါတယ်။ American ဟာဒီစီမံကိန်းကို Latin America မှာတရုတ်ဩသာလွှမ်းမိုးမှုတိုးချဲ့ဖို့နီးလန်းတစ်ခုအနေနဲ့မြင်ပါတယ်။ နောက်ပိုင်းမှာတော့ပနမရဲ့အမှုဆောင်ရာရှိချုပ်ဟာ1998ခုနှစ်မှာ CK Hutchinson Holdings ကို ပေးအပ်ခဲ့တဲ့ Babu R နဲ့ Christopher စိတ်ကန်းတွေကိုလုတ်ကင်ဖို့ခွင့်ပြုချက်ကိုပယ်ဖျက်ဖို့ထောက်ခံခဲ့ပါတယ်။ဒီခွင့်ပြုချက်ကို2021ခုနှစ်နောက်ထပ်25နှစ်သက်တမ်းတိုးခဲ့ပါတယ်။ဒီလုတ်ဆောင်ချက်ဟာမဟာပြူဟာမြောက်စိတ်ကန်းအခြေခံအဆောက်အုံတွေကိုပြန်လည်ထိန်းချုပ်ဖို့လမ်းခင်းပေးလိုက်ပြီးတူးမြောင်းနီးကတရုတ်ရဲ့ပါဝင်မှုကိုထိထိရောက်ရောက်ကန့်သတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာပနားမားရဲ့ကြီးမားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ဖိအားတွေကြားကမတိမငိမ်ဖြစ်နေတဲ့အခြေအနေကိုပြသပြီးဝါရှင်တန်ဟာပနားမားရဲ့အချုပ်အခြာအာဏာကိုကျင်ညာထားပေမဲ့နိုင်ငံရဲ့မဟာဗျူဟာဆုံးဖြတ်ချက်တွေပေါ်အောသာလွှမ်းမိုးနိုင်စွမ်းကိုပြသနေပါတယ်ပနားမားရဲ့ဒေါ်လာ၃ဆွဲတဲ့စီးပွားရေးတက်မတော်မရှိခြင်းနဲ့အမေရိကန်ပေါ်စီးပွားရေးမှီခုံမှုတွေဟာသူ့ရဲ့လှုပ်ရှားမှုဆောင်ရွက်နိုင်မှုကိုတိတိတတ်တာကန့်သတ်ထားပါတယ်ဒူးမြောင်ဟာညင်းလို့မရအောင် အမေရိကန်နဲ့တရုတ်ပြိုင်ဆိုင်မှုရဲ့အဓိကအချက်အခြာဖြစ်လာပါပြီ။ဒီပြိုင်ဆိုင်မှုဟာစီးပွားရေး၊တန်တမာရေးနဲ့မဟာဗျူဟာရေးရာကြပေါ်ထွက်လာပါတယ်။သူမြောင်းကိုပနားမားကိုလွှဲပြောင်းပေးပြီးကြတဲ့ကတရုတ်ဟာတဖြည်းဖြည်းချင်းပနားမားမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုတိုးချဲ့လာခဲ့ပါတယ်။အမေရိကန်ရဲ့နှုတ်ထွက်မှုနဲ့ပနားမားရဲ့စီးပွားရေးလွတ်လပ်ခွင့်တွေကြောင့်ဖန်တီးလိုက်တဲ့အခွင့်အလမ်းတွေကိုအသုံးချခဲ့တာဖြစ်ပါတယ်။2018ခုနှစ်မှာပနားမားဟာတရုတ်နဲ့တရုတ်ဝင်တန်တမန်ဆက်ဆံရေးတည်ဆောက်ဖို့ ထိုင်ဝမ်နဲ့တန်တမန်ဆက်ဆံရေးဖျက်တောက်လိုက်တဲ့အခါမှာအရေးပါတဲ့အချက်တစ်ခုဖြစ်ပေါ်လာပါတယ်။ဒီဆုံးဖြတ်ချက်ဟာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေစီးဝင်လာဖို့တကားဖွင့်ပေးလိုက်တယ်လို့ဖြစ်ပြီးအထူးသဖြင့် Bad and Road Initiative အောက်မှာတူမြောင်အနီးကစိတ်ကမ်းအခြေခံအဆောက်အုံတွေနဲ့လွတ်လပ်စွာကုန်သွယ်ရေးစုံတွေမှာရင်းနှီးမြှုပ်နှံမှုတွေလှုပ်လာပါတယ်။ဝါရှင်တန်ဟာတရုတ်ရဲ့တိုးလာတဲ့ပောင်းဝင်မှုကိုချက်ချင်းတုံ့ပြန်ခဲ့ပြီး2018ခုနှစ်နဲ့2019ခုနှစ်တွေမှာဒေတာရင်းကတရုတ်စီမံကိန်းတွေကိုကန့်သတ်ဖို့နဲ့ အမေရိကန်ရဲ့စီးပွားရေးနဲ့မဟာဗျူဟာအကျိုးစီးပွားတွေကိုကာဝယ်ဖို့ဖိအားတွေတုံ့ပြန်ခဲ့ပါတယ်။ဒီအကျိုးဆက်အနေနဲ့အမေရိကန်နဲ့တရုတ်ပြိုင်ဆိုင်မှုဟာပနားမားရဲ့မဟာဗျူဟာဆုံးဖြတ်ချက်တွေပေါ်လွှမ်းမိုးနေပါတယ်။တမရာဟိုဆေးရာဦးမိုလီနိုရဲ့အစိုးရဟာမကြသေးခင်ကအမေရိကန်အကျိုးစီးပွားအတွက်အထောက်အကူဖြစ်စေတဲ့အစီအမံတွေကိုဆောင်ရွက်ခဲ့ပေမဲ့တရုတ်ဟာဆက်လက်ပြီးအရေးပါတဲ့ပုံကူတူဖြစ်နေသေးပါတူးမြောင်ရဲ့ဒုတိယအကြီးဆုံးအသုံးပြုသူဖြစ်ပြီးပနားမားစီးပွားရေးရဲ့ကဏ္ဍအများအပြားမှာအဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ ဒီပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုဟာ CK Hutchison Holdings ရဲ့ဘာဘူအားနဲ့ Christopher စိတ်ကန်းတွေမှာပိုင်ဆိုင်တဲ့အစုတွေကို American ရင်းနှီးမြှုပ်နှံမှုအေရာမှာ BlackRock ကဝယ်ယူလိုက်တဲ့အခါမှာပုံမထင်ရှားလာပါတယ်။2025ခုနှစ် match လ၄ရက်နေ့ကပူးတွဲကြေညာချက်တစ်ခုမှာဒီလုပ်ငန်းစုဝယ်ယူမှုဟာတူးမြောင်းရဲ့မဟာဗျူဟာမြောက်အခြေခံအဆောက်အအုံတွေပေါ်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကျဆင်းသွားပြီးဒေတာရင်းမှာ American ရဲ့ဩဇာလွှမ်းမိုးမှုပုံမအားကောင်းလာတယ်လို့ဖော်ပြပါတယ်။ BlackRock ဟာ ကမ္ဘာအကြီးဆုံးပိုင်ဆိုင်မှုစီမံခန့်ခွဲသူဖြစ်ပြီး2008ခုနှစ်နောက်ပိုင်းမှာအနည်းငယ်သောကုမ္ပဏီကြီးတွေလက်ထက်ကအနိုင်ဆုံးကုန်ကျစရိတ်ရှိတဲ့ညှုံးကိန်းရံပုံငွေတွေကိုပေးရတဲ့အဖွဲ့အစည်းပိုင်ဆိုင်မှုစုစည်းမှုရဲ့ထင်ရှားတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ဒီဝယ်ယူမှုဟာ CK Hutchinson Holdings တို့ကစုံရှုံမှုတစ်ခုဖြစ်ပေမဲ့ American ကုမ္ပဏီတွေအထူးသဖြင့်ဘန်နာရေးအရင်းကြီးတွေဟာအရေးပါတဲ့အခြေခံအဆောက်အုံတွေနဲ့အရင်းမြစ်တွေပေါ်ကမ္ဘာလုံးဆိုင်ရာပိုင်ဆိုင်မှုမှာ Washington ရဲ့ order လွှမ်းမိုးမှုကိုဆက်လက်ပြသသွားတယ်ဆိုတာကိုပြသနေပါတယ်။ ထရမ့်အစိုးရဟာအမေရိကန်ကုမ္ပဏီတွေကိုဝင်ရောက်စေပြီးပြိုင်ဘက်တွေကိုကြော်လွှားကာမဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ခွင့်ပေးတဲ့ PR ပေးမှုမူဝါဒတွေကိုဆက်လက်လိုက်စားနေပါတယ်။မကြသေးခင်ကပဲ BlackRock ဟာအခြေခံအဆောက်အုံတွေအပါအဝင် အခြားပုဂ္ဂလိကဈေးကွက်တွေမှာပုံမိုရင်းနှီးမြှုပ်နှံမှုစတင်ခဲ့ပါတယ်။ထရမ့်ကြေညာခဲ့တဲ့နောက်ဆုံးလုပ်ငန်းစုဝယ်ယူမှုဟာ BlackRock ရဲ့ကမ္ဘာတဝှမ်းကစိတ်ကန်းထားစင်းနဲ့ချီဝယ်ယူဖို့ရွှေ့လျားမှုနဲ့တိုက်ဆိုင်နေပါတယ်။ဒီစိတ်ကန်းတွေထဲမှာပနားမာတူမြောင်းရဲ့ ဘဲနှစ်ဖက်ကအရေးပါတဲ့စိတ်ကန်းနှစ်ခုလည်းပါဝင်ပါတယ်။ Black Rock ရဲ့ဒီစိတ်ကန်းပိုင်ဆိုင်မှုတွေကိုတင်ပိုက်တာဟာဒေတာရင်းမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုကာဝယ်ဖို့ဝါရှင်တန်ရဲ့ကြိုးပမ်းမှုတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့မြင်ကြပါတယ်။ဒေါ်လာ22.8ဘီလီယံတန်နဲ့ဒီသဘောတူညီချက်ကို Donald Trump ကအမေရိကန်ရဲ့တူးမြောင်းကိုပြန်လည်တင်ပိုက်တာလို့ဖော်ပြပြီးချီးကျူးခဲ့ပါတယ်။ဒါ့ပြင် ပနမာအစိုးရဟာဒီမှတ်ချက်ကိုချက်ချင်းပြေပြော့အောင်လှုံ့ဆော်ခဲ့ပါတယ်။သမရဟိုဆေးရာအူမိုလီနိုက ဒီလုပ်ငန်းစုဝယ်ယူမှုဟာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုသာဖြစ်ပြီးပနားမားရဲ့စိတ်ကန်းအခြေခံအဆောက်အုံတွေဒါမှမဟုတ်တူးမြောင်ရဲ့အချုပ်ချာအနာကိုဘလို့မှထိခိုက်စေမှာမဟုတ်ဘူးလို့ထက်လောင်းအလေးပေးပြောကြားခဲ့ပါတယ်။ပနားမားဟာသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်권ကိုထိန်းသိမ်းဖို့ဆန္ဒရှိတယ်ဆိုတာကိုတတ်သိပြခဲ့ပေမဲ့စီးပွားရေးနဲ့ပထဝီနိုင်ငံရေးအခြေအနေတွေကသူ့ကိုတရုတ်နဲ့စီးပွားရေးဆက်ဆံရေးတွေကိုထိန်းသိမ်းရင်းအမေရိကန်ဖိအားတွေကိုရင်ဆိုင်ဖြည့်ရှင်းဖို့ကြိုးစားနေပါတယ်။ BlackRock ရဲ့စိတ်ကန်းဝယ်ယူမှုတွေနဲ့ ပြင်သစ်တင်မောလုပ်ငန်း AR မ CMA CGM ရဲ့ match လ6ရက်နေ့ကဒေါ်လာ20ဘီလီယံတန်ရင်းနှီးမြှုပ်နှံမှုဟာ American Atlantic တင်မောတွေကိုတိုးချဲ့ဖို့နဲ့စိတ်ကန်းအခြေခံအဆောက်အုံတွေကိုခင့်မိအောင်လုပ်ဖို့ဖြစ်ပါတယ်။ဒီလုံဆောင်ချက်တွေဟာ Washington ရဲ့ရေချောင်းကဏ္ဍမှာသူ့ရဲ့နေထားကိုအားကောင်းအောင်လုပ်ဖို့မဟာဗျူဟာရဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်။ဒီလုံဆောင်ချက်တွေဟာကမ္ဘာကုန်သွယ်ရေးအခြေခံအဆောက်အုံတွေပေါ်တရုတ်ရဲ့တိုးလာတဲ့ဩသာလွှမ်းမိုးမှုကိုကာကွယ်ဖို့ကြေပြန့်တဲ့အစီအစဉ်ရဲ့စိတ်ပိုင်းတွေလည်းဖြစ်ပါတယ်။ ီအစီအစဉ်ဟာ Trump အစိုးရရဲ့တရုတ်မှတိစောက်ပြီး American စိတ်ကန်းတွေကိုဝင်ရောက်တဲ့သင်္ဘောတွေအတွက်စိတ်ကန်းတစ်ခုစီကိုဒေါ်လာ1.5သန်းအထိကုန်ကျစရိတ်သက်သာဝင်အစ်စ်တွေကိုကြေညာချက်ကိုလိုက်ပါဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဒီအစီအမံဟာ CMA CGM ကို American မှာသူ့ရဲ့ပါဝင်မှုကိုအားကောင်းအောင်လုပ်ဖို့နဲ့စီးမြင်အစ်စ်တွေကိုလိုက်နာဖို့တရုတ်သင်္ဘောချင်းတွေအပေါ်မိခုံမှုကိုလျှော့ချဖို့ဖိအားပေးခဲ့ပါတယ်။အဆုံးသတ်အနေနဲ့ပနမာတူမြောင်းကိုဗဟိုပြုတဲ့ဒီပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုဟာ ကမ္ဘာကုန်သွယ်ရေးရဲ့အနာဂတ်ကိုပုံဖော်နိုင်ပါတယ်။ဒေတာရင်းမှာအမေရိကန်နဲ့တရုတ်ရဲ့လှုပ်ဆောင်ချက်တွေဟာနိုင်ငံနှစ်ခုကြားဆက်ဆံရေးကိုသာမကနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့လုံခြုံရေးနဲ့တည်ငြိမ်မှုကိုပါတက်ရောက်မှုရှိနေမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။